ဒါကတော့ကျွန်တော်တို့ပကံမျိုးအရှိရနေနောက်ကိုလှမ်းမြင်ရတဲ့တန်းကြီးတောင်တန်းဖြစ်ပါတယ်ဒီဘက်ဆုံးကနှစုကတော့စိမ့်ညက်ညီမဖရားပါခင်ဗျဒါကတော့ပကံမျိုးသစ်ပတ်ချမ်းမှာရှိပါတယ်ဒီဘက်ကိုဆက်သွားလိုက်မယ်ဆိုလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့စိုးမင်းကြီးနဲ့ငကယုံဖရားခင်ဗျအော်ဒီဘက်ကိုဆက်သွားလိုက်ရင်ကျွန်တော်တို့မြင်းကပါရွာဖြစ်ပါတယ်ရွှေရောင်စည်တီလေးတွေကတော့ကျွန်တော်တို့ရွှေစည်တီမြစည်တီ နောက်ကလမ်းမြေကတော့တန်းကြီးတောင်တန်းတန်းကြီးတောင်ဆွဲတော့ဖြစ်ပါတယ်ရှေ့ဆက်သွားလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြားစီတီမြားစီတီပြီးလို့ရှိရင်တော့ကျွန်တော်တို့ပကံမြို့ဟောင်းဘက်ကိုရောက်ပါပြီအခုလမ်းမြေနေရာကတော့မင်္ဂလာစီတီပါခင်ဗျမင်္ဂလာစီတီကနေဒီဘက်ကိုဆက်သွားလိုက်မယ်ဆိုရင်တော့တောင်ကူနီမြောက်ကူနီ ရှေးဟောင်းပြားတိုင်း ြီးအဖြူနှစုတက်ကလေးကတော့ရွှေစံတော်နဲ့ဂရော့ပလင်ဖျားပြုခင်ဖြစ်ပါတယ်ဒီဘက်ကိုဆက်သွားလိုက်မယ်ဆိုလို့ရှိရင်တော့ပကံရဲ့အမြင့်ဆုံးဖျားသဗ္ဗေညူဖျားဖြစ်ပါတယ်ညာတော်မှာသဗ္ဗေညူဆိုတဲ့အတိုင်းအမြင့်ဆုံးမှာဒါတော့ဒုမာတမယံဆိုတဲ့အတိုင်းပကံရဲ့အကြီးဆုံးဖျားတမယံကြီးဖြစ်ပါတယ် တမန်ကြီးပေးရရွှေရောင်ဝင်နေတာလေးကတော့အနုမအနန္တဆိုတဲ့အတိုင်းအနုပညာလက်ရမြောက်တဲ့လက်ရရရှိတဲ့ကျွန်တော်တို့အနန္တဖရာ ဖြစ်ပါတယ်အနန္တဖရာပေးရတော့ကျွန်တော်အင်းဖရာပါခင်ဗျာဒါကတော့အရှိဘက်ကိုလှမ်းမြောကြည့်လိုက်ရင်မြင်ရတဲ့တူရင်တောင်နှမ်းနဲ့တူရင်တောင်ဆွဲတော့ဖြစ်ပါတယ် ဒီပြပြလေးမြင်နေရတော့ပုပ်ပါတောင်မာကြီးပါခင်ဗျာအော်ဒီဘက်ကိုဆက်သွားလိုက်မယ်ဆိုလို့ရှိလို့ရှိရင်တော့ဆူတောင်းပြေဒါကတော့ကျွန်တော်တို့သစ္စာဝတီခင်ဗျာဒါတော့ဖွာစောရွာနာလေးမှာပါဒီဘက်မှာဆိုလို့ရှိရင်ဒါကတော့ကုသဖရာပါဒါကတော့ဓမ္မရဇကဘုရားပါဓမ္မရဇကဘုရားရဲ့အရှိရာတော့သမုတိဘုရားလို့ခေါ်ပါတယ် ဒီနာဖျားစုလေးတွေကလည်းကြည်ရတာအလွန်ကြီးညူတတ်ပဲဘူးကောင်းပါလေခင်ဗျအဲဒီကနေရှိဆက်သွားလိုက်မယ်ဆိုတော့ကျွန်တော်တို့ပကံမြို့သစ်ဘက်ကိုရောက်သွားမှာဖြစ်ပါတယ်ဒီတိုင်းဆက်သွားရင်တော့ကျွန်တော်တို့ပကံမြို့သစ်ကိုရောက်သွားမှာဖြစ်ပါတယ်စေတနာဤပထိုးတို့ဘာလို့ကပကံမြို့သစ်ဘက်မှာပါဒါကတော့ကျွန်တော်တို့မြောက်ထဲဝက် အနောက်က ဒီလိုမင်းလိုဆန်းဆက်ကုန်းနဲ့ဇူလာမဏိဖရာဝါဇူလာမဏိဖရာရဲ့ဘီခုလန့်မြရတဲ့ဖရာပေလီကတော့တပိမောက်ဖရာဖြစ်ပါတယ်ရွှေရောင်ဝင်နေတာတော့ကျွန်တော်တို့ရွှေစည်းကုန်ဖရာပါအဲ့တော့နိုင်မြတ်သက်ကြီးဖရာ ဒီဘက်ကအဖြူလေးကတော့ကျွန်တော်တို့မင်းနံသူရွာဘက်ကလေးမျက်နှာဖျားဖြစ်ပါတယ်။ဒါကတော့ကံမျိုးရဲ့ရှိဘက်ချမ်းမှတရှိရပါ။ဟုတ်တာတော့ဓမြညီကိုကျွန်တော်တို့နားဆွေရိုက်ပြတာဖြစ်ပါတယ်။ရွှေစန်းတော့ကရောပလင်းသဗ္ဗညုဓမြညီနဲ့အနန္နာတို့တစုတစည်းတဲ့ဖူးတွေ့ခွင့်ရတဲ့အလားဆုံးနေရာလေးဖြစ်ပါတယ်။ ဒီရတော့ကျွန်တော်တိမ်နေကြရတယ်နီအနိကဆွေရပြထားတာပါဒါကတော့တန်းကြီးတောင်ဆွေတော့အနိကဆွေရပြထားတာပါတောင်တန်းရဲ့အချိန်မှာတော့ AR မြစ်ကြီးကစီစဉ်နေတာဖြစ်ပါတယ်ဒါရှေ့ရွာတော့မြင်းကပါရွာပါ